ချက်စီတင်ကိုအပိနေကြတဲ့ချက်စီချင်းကြီးကိုပြည်သက်တဲ့အားလုံးပဲမင်္ဂလာပေါင်းနဲ့ခံကြောင်းပါစေလို့ဥစ္စာပရမနှုတ်ခွန်းဆက်သလိုက်ပါရစေဒီပလီမော်ကျွန်းနေတဲ့ထုံးစံတိုင်းပဲချက်စီတင်နဲ့ပတ်သက်တဲ့သတင်းလေးတွေကိုစူးစီးဖော်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ပရမတုံးတရင်ဘုတ်နေတော့ကျွန်တော်ရဲ့ Chelsea အသင်းဟာဆိုလို့ရှိရင်တက်ဆိုင်ရာမြို့အသီးသီးမှာကျွန်တော်ရဲ့အဓိကတိုက်စစ်ကစားသမားပြစ်မှတ်တွေအတွက်ကင်းထောက်တွေကိုဆေလွတ်ထားပြီးတော့တောက်လျှောက်ချိတ်ဆက်မှုတွေကိုစတင်ပြုလုပ်နေတယ်လို့သိရပါဗါတယ် အဲ့ထဲမှာတော့ဘယ်ကစားသမားတွေလဲဆိုရင်ဒါကျွန်တော် Ipswich Town က Leon Dillap, Benjamin Sako နဲ့ Victor Jokeratos ပါဝင်နေတာပဲဖြစ်ပါတယ်။ဒီတိုက်စစ်ကစားသမား၃ယောက်ခါဆိုလို့ရှိရင် Chelsea အသင်းရဲ့ long term ပြတ်မှတ်တွေအနေနဲ့ Chelsea သင်းစောင့်ကြည့်နေခဲ့တယ်ဆိုတာအားလုံးလည်းသိတယ်။ဒါတောက်လျှောက် transfer တွေမှာဆိုလို့ရှိရင်လည်းဒီကစားသမားတွေအကြောင်းက အပြောရဆုံးအနေထားမျိုးပေါ့နော်ဆိုတော့အခုချိန်ထိလည်း Chelsea တင်းဟာဒီစားသမိုင်းနဲ့ပတ်သက်ပြီးတော့ pros and cons တွေကို ထောက်လျှောက်ဆိုသလိုကျွန်တော်တို့စဉ်းစားနေပြီးတော့ဒီစားသမားတွေရဲ့တာဝန်ရှိသူတွေနဲ့အမြဲတမ်းချိတ်ဆက်နေတယ်ဆိုတော့အခုဆိုလို့ရှိရင်လည်းပို့ပြီးတော့ချိတ်ဆက်မှုတွေလှည့်မြန်နိုင်ဖို့အတွက်ကိုဒါတို့ရဲ့သက်ဆိုင်ရာမျိုးအသီးသီးမှာပေါ့နော် ကင်းနောက်တွေကိုဆေးလွတ်ထားတာဖြစ်တယ်လို့ကျွန်တော်တွေသိရတာပဲဖြစ်ပါတယ်။တဆက်သေးမှာပဲဒါကျွန်တော်တို့လွန်ခဲ့တဲ့2ရက်လောက်ကလည်းတင်းတစ်ခါကျွန်တော်တင်ဆက်ပေးခဲ့ဘူးတယ်။ဒါ United နဲ့ Chelsea အသင်းကြီးကလန်ဒီလက်နဲ့ပတ်သက်တဲ့ပြိုင်ဆိုင်မှုကပုံမပြင်းထန်လာဖို့ရှိနေတာပဲဖြစ်ပါတယ်။အထူးသဖြင့်တော့လာမယ့်နေရာဒီ Transfer Window မှာလန်ဒီလက်ရဲ့ဒါကျွန်တော်စာချုပ်ဖြတ်သိမ်းခြေကပေါင်တန်း30လောက်ထိကိုရောကြသွားနိုင်တဲ့အနေအထားမျိုးဖြစ်တယ်။ ဒဲလပ်လိုကစားသမားအတွက်တန်း30ဆိုတာကယင်းနှိမ့်နှံ့ခြင်းစရာအရန်ကောင်းတဲ့အနေအထားမျိုးဖြစ်နေတယ်ပေါ့နော်ပြီးခဲ့တဲ့ transpiry မှာခေါ်ယူမယ်ဆိုရင်တော့မှ switch down ကိုသူတို့ကတန်း80လောက်နောက်ပိုင်းပေါ့တန်း60နဲ့အထက်ပေးနိုင်ရတဲ့အနေအထားမျိုးကနေပြီးတော့အထူးသဖြင့်ကတော့ switch down နေနဲ့ကျွန်တော်တို့ဟိုတန်းဆင်းရတယ်ဆိုတဲ့အနေအထားတစ်ရက်မှာ ကစားသမားရဲ့စာချုပ်ဖြတ်သိမ်းကြီးတန်မိုးကကြာဆင်းသွားမှာပဲဖြစ်တယ်ပေါ့နော်။ဒီနေ့ထားကိုအကောင်းဆုံးခွင့်ကောင်းယူနိုင်ဖို့အတွက်ချက်စီးတင်ကရောမန်ချက်စတာယူနိုက်တက်အသင်းကပါကြိုးပမ်းနေကြရတဲ့ဆိုတဲ့အနေအထားမျိုးဖြစ်တယ်လို့သိရပါဗျ။တစ်ဖက်မှာလည်းကျွန်တော်ရဲ့နောက်ခံကစားသမားဖြစ်တဲ့ထရီဘတ်ချာလာပါပါ။ဆိုတော့အားလုံးသိတဲ့အတိုင်းပဲချာလာပါကိုချက်စီးတင်နေနဲ့အငှားချထားပြီးတော့မှ လိုအပ်တဲ့အနေအထားတစ်ခုကြောင့်ပြန်လည်ပြီး Chelsea တင်ထံခေါ်ယူထားခဲ့တာဖြစ်တယ်။ဒါပေမဲ့လည်းတကယ်တကယ်တမ်းမှာ Trevor Chalaba အနေနဲ့ Chelsea အသင်းရဲ့တကယ် plan A ကစားသမားတယောက်ဟုတ်ရဲ့လားဆိုတော့အခုအချိန်ထိဒါမေကွန်ထုတ်စီရအနေအထားမျိုးဖြစ်နေတဲ့အချိန် Chalaba ကတော့လာမယ့် နွေရာသီ transfer window မှာပေါ့နော် Chelsea တင်းနဲ့တေချာလေးဆွေးနွေးပြီးတော့ပြတ်သားတဲ့ decision တစ်ခုကိုချမှတ်နိုင်ဖို့အတွက်လှုပ်ဆောင်သွားမှာဖြစ်တယ်လို့သိရတယ် Chelsea တင်း Gary တွက်လေးဖြစ်တဲ့အတွက်ကြောင့် Chelsea တင်းပေါ်မှာသူဒီတန်ရောစဉ်အပြည့်ရှိတယ်ဒါပေမဲ့သူ့ရဲ့ကစားသမား career အတွက်ပေါ့နော်သူပုံမှန်ပွဲထွက်ကစားခွင့်ရပြီးတော့သူ့ပေါ်မှာပို့ပြီးတော့အဲယုံကြည်မှုရှိတဲ့ အသေးမျိုးကိုရွေးချယ်ရမယ့်အနေအထားမျိုးဖြစ်လာတယ်။ချက်စီသင်းဘက်ကသူ့ကိုအာမခံချက်ပေးနိုင်မှုကကန့်သက်ချက်တွေရှိနေတဲ့အနေအထားဖြစ်တယ်လို့သူကလည်းလက်ခံလာရတဲ့ဆိုတဲ့အနေအထားမျိုးမှာချလဘအနေနဲ့အသေးပြောင်းနိုင်ခြင်းရှိရဆိုတဲ့ အနေအထားပဲဖြစ်ပါတယ်။တစ်ဖက်မှာလည်းဒါကျွန်တော်ရဲ့တိုက်စစ်ကစားသမားဖြစ်သူခရစ်စတိုဖာအကန်ကူကလည်းဒါဒီယာဒီမာသူ့ရဲ့ဆွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးတော့တချို့သောချက်စီတင်းရဲ့အတွင်းပိုင်းတာဝန်ရှိသူတွေကမေကွန်ထုတ်နေကြတဲ့အပိုင်းတွေရှိတယ်ပေါ့နော်။အစိုးရကလည်းချက်စီတင်းတာဝန်ရှိသူတွေကအကန်ကူရဲ့အနာဂတ်နဲ့ပတ်သက်လို့ရှိရင်တော့ဒါသူတို့ decision အချို့တော့ချမှတ်ထားပြီးဖြစ်တယ်ပေါ့နော်။ရောင်းချမယ်ဆိုရင်ဒါမှဖြစ်တယ်။ဆိုတော့ဟိုတချို့ဝေဖန်နေကြတယ်လို့ပေါ့နော်။ ဟိုဘောလုံးလေးတွေပေါ့နော်ဒါအန်ကန်းကကိုသွင်းပြီးရင်အဲလေဘောမှုတ်လေးရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာ Twitter မှာတယောက်ကဘယ်လိုလှုပ်ထားလဲဆိုတော့သူ့ရဲ့ဖုန်းမှာပူပေါင်းလေးတွေတက်နေတာပေါ့နော်ဆိုတော့ဒါက Christopher အန်ကန်းကိုထုတ်လိုက်တဲ့ပူပေါင်းထပ်တော့များပါတယ်ဆိုပြီးတော့ဒါတယောသွားတယ်ဆိုတဲ့အနေထားမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့အန်ကန်းကဒီလာလီကာမှာတော့ကိုသွင်းမှုတ်ဆိုတယောက်ဖြစ်ခဲ့တယ်ဒါပေမဲ့ Chelsea တင်ကိုရောက်ပြီးတဲ့နောက်ပိုင်းမှာသူ့ရဲ့ဒီဒဏ်ရာကင်းမသေးမှု နောက်ပြီးတော့လက်ရှိမာစကာရဲ့သူ့ပေါ်မှာယုံကြည်မှုကနင်ဂလက်ဂျက်ဆင်ရဲ့နောက်မှာပဲရှိရဆိုတဲ့အချက်နော်ဆိုတော့တော့သူ့ရဲ့ twin goal တွေအဲသူ့ရဲ့ performance ဘိုင်းတွေအများဒါပေမဲ့ဂျာမန်မှာဒီလိုပဲဗျ Timo Werner တုန်းကလည်း Chelsea တင်ဒီလိုပဲဖြစ်ခဲ့တာပေါ့နော်ဆိုတော့အလားတူထပ်ဖြစ်တယ်ဆိုတော့အနေထားတရမှာတော့ရှိနေတာပဲဖြစ်ပါနဲ့ဆိုတော့ Chelsea နဲ့ Spain တိုက်စစ်မှုတွေဘာတွေတဲမှာပိုပြီးအဆင်ပြေတယ်ဆိုတော့အနေထားတရတော့ကျွန်တော်တို့သွားတွေးရတယ်ပေါ့နော်ဆိုတော့ဒါက ခရစ္စတိုဖာအကောင့်နဲ့ပတ်သက်တဲ့သတင်းလေးပါ။ဆိုတော့ဒါဒီကောက်ကျွန်းနေဒီကနေ့မနက်ခင်းမှာတင်ဆက်ပေးခြင်းနဲ့ Chelsea သတင်းအကြောင်းအရာလေးပဲဖြစ်ပါတယ်။အဲဆုံးဒီကြည့်ရှုအပ်ကြ brother ယူပရိသတ်ဒီအားလုံးအထူးပဲကျေးဇူးတင်ရှိပါတယ်ဆိုတော့လက်ရှိမှာတော့ Chelsea တင်းဒီရုံးကန်နေရတဲ့အနေအထားတည့်ရက်မှာ Chelsea ပရိသတ်တွေအနေနဲ့လည်းအသင်းကိုအားပေးရတာအားပြတ်နေကြတဲ့ကာလပေါ့ဒါမှမဟုတ်ကျွန်တော်အတူတူပဲဆက်လက်ပြီးတော့ကိုချစ်မြတ်နိုးတဲ့အသင်းကိုအားပေးကြပါဆိုလို့တောင်းဆိုရင်းနဲ့အားလုံးပဲ see you next video ပါနော်